အားလုံးယေရှုနာမနဲ့မိင်္ဂလာပါရှေးဥစွာဖျားတခင်ရဲ့ခြေစွတော်နာမတော်ကိုထပ်မံပြီးတော့ချီးမွမ်းပါရယ်ဒီကနေ့မှာကျွန်တော်နေနဲ့ထပ်မံပြီးတော့နှုတ်ဆခွန်အားပေးလိုတဲ့အကြောင်းအရာကစီးစိမ်နဲ့အသက်မသီးဆိုတဲ့နှုတ်ကပတော်အဖြစ်ရောက်ရှိတိုင်းကိုထပ်မံပြီးတော့နှုတ်ဆခွန်အားပေးလိုပါရယ်လောကမှာလူတွေဖြစ်လာတဲ့အခါမှာစီးစိမ်ဥစ္စာကြွေဝတဲ့လူတွေရှိသလိုတစ်ဖက်မှာလည်းအလေလက်တန်းစားလူသားတွေစီးစိမ်ဥစ္စာမကြွေဝတဲ့လူတွေအမျိုးမျိုးရှိပါတယ် အဲ့တော့ဒီနေရာမှာကျွန်တော်တခင်ရှုခရစ်တော်ဘုရားကကောင်းကင်နိုင်ငံတော်ဝင်ဖို့အတွက်ချမ်းသာကြွယ်ဝတဲ့လူတွေကခက်ခဲတယ်ဆိုပြီးတော့တတိပိခဲ့ဘူးပါတယ်အကြောင်းကတော့ချမ်းသာကြွယ်ဝတဲ့လူတွေဟာသူတို့ရဲ့လောကစည်းစိမ်ဥစ္စာတွေပေါ်မှာသူတို့ရဲ့စိတ်နှလုံးကရောက်နေပြီးတော့အဲ့ဒီလောကစည်းစိမ်ဥစ္စာကြွယ်ဝခြင်းကသူတို့ရဲ့ကောင်းကင်ဖြစ်တယ်သူတို့ရဲ့ကဘာဖြစ်တယ်နောက်တမလွန်ထစ်သူတို့ကပြုံးမွေမှာဖြစ်တယ်ဆိုတဲ့ခံယူချက် တဘောတွေလည်းသူတို့ထဲမှာရှိတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်တမလွန်အတွက်ထာဝရအသက်အတွက်သူတို့စိတ်ဝင်စားဘူး။အဲ့ဒီအတွက်စီပူးခြင်းလည်းမရှိဘူး။သခင်ရှုခရစ်တော်ဘုရားကချမ်းသာကြွယ်ဝတဲ့သူတွေဟာကောင်းကင်နိုင်ငံတော်ဝင်ဖို့အတွက်ခဲယဉ်တယ်ဆိုတာကိုတတိပေးခဲ့ပါတယ်။တခါကတန်ကြွယ်ဝချမ်းသာတဲ့လူတစ်ယောက်ကနာမကျန်းဖြစ်တဲ့ခါမှာတင်းုံစရာတယောက်ကိုခေါ်ပြီးတော့ဆူတောင်းခိုင်းပါတယ်။တင်းုံစရာကအဲ့ဒီတတိအခြေအနေကိုတိတိရဲ့ခါမှာ သူကိုနောင်တရဖို့တမလွန်အတွက်ထာဝရအသက်ကိုစီးပူးဖို့မတေးခင်မှာနောင်တအရပြီးတော့ဘုရားသခင်နဲ့တူအကောင်းဆုံးအသက်ရှင်ဖို့အထက်အရာကိုရှာဖို့တောင်းချပြီးတော့ဆူတောင်းပေးတော်ညာလေအဲ့ဒီတစ်သေးကသူ့ရဲ့နားထဲမှာမဝင်ဘူးအဲ့တော့သူစန်းနာတခုကသူ့ရဲ့လက်ထဲမှာအမြဲတမ်းကြစ်ကြစ်ပါအောင်ဆုပ်ထားလေရှိတော့တွေ့တယ်ဒါကဘာတဘောလဲလို့မေးတဲ့ခါမှာတပေတော့မှမဖြစ်ဘူးတေးတော့အဲ့ဒီတစ်သေးတေကန်နီးလေးမှာ တင်းဦးစရာသွားပြီးတော့ဆူတောင်းပေးတယ်။ညမကြမီမှာပဲသူကလောကကြီးကနေထွက်ခွာသွားတယ်။အဲ့ဒီချိန်မှာသူ့ရဲ့လက်ကခါတိုင်းလိုပဲကြစ်ကြစ်ပအောင်ဆုတ်ထားမြဲလေရှိတယ်။ဒါနဲ့အိတ်တွေအိမ်သားတွေအကုန်လုံးကသူ့ရဲ့လက်ကိုဖြန်ဖြည့်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရွှေငွေရေဒနာတွေတင်းစီထားတဲ့မိကန်တက်တာတော်လေးတစ်ချောင်းကိုမြင်းမြင်းပအောင်စုတ်ကင်ထားတယ်ဆိုတော့ကိုတွေ့ရပါတယ်။တဘောကတေးတဲ့ထိတိုင်အောင် သူရဲ့အစည်းအဝေးဥစ္စာတွေကိုတတ်မဲ့ဆွဲလန်းခဲ့တယ်ဆိုတာတွေ့ရတယ်။အဲ့ဒီမတိုင်ခင်မှာလဲသူကကြွေးဝချမ်းသာတာဖြစ်တော့ကြောင့်တင်းဥစရာကိုဘလောက်ပဲပစံကုန်ကုန်သူ့ကိုပြောက်အောင်ကုပေးပါ အများကြီးဟို သူ့အတွက်ဆုလပ်ပေးမေးဆိုပြီးတော့လဲသူကန်လန်းခဲ့ပါတယ်။အဲ့တော့ဆိုလိုတဲ့တဘောကဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာဘလောက်ပဲကြွေးဝချမ်းသာပါလိစေဘလောက်ပဲအောင်မြင်ပါလိစေ လောက်ပဲစီးစိမ်ဥစ္စာတွေပေါများပါလိစေ။ဘောရအသက်အတွက်ကျွန်တော်ဝိညာဉ်အတွက်အမခံချက်မပေးနိုင်ဘူးဆိုတာကိုကျွန်တော်တို့တတိပြုဖို့ဖြစ်ပါတယ်။တမချန်းစာမှာဒီလိုတတိပေးပါတယ်။ကိုလောက်တိုက်ခန်းကြီး၃ပိုင်ငယ်နှစ်မှာမြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွေးလန်းသောစိတ်မရှိကြနဲ့။အထက်အရာတို့ကိုသာဆွေးလန်းခြင်းရှိကြလော့။ဒါကြောင့်တမချန်းစာကတမတော်ကြီးရှင်ပေါ်လူအားဖြင့်ကျွန်တော်တို့လောကမှာရှိတဲ့ပုရုဇဉ်လူသားတွေအနေနဲ့ မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိဘူးတတိပေးထားပါတယ်။ဒါကြောင့်တမာရီရှင်ပေါ်လူကအထက်အရာကိုပဲဆွဲလန်းဖို့ပြောပါတယ်။ဒီကျမ်းစာရဲ့အငယ်၃ကိုဖတ်ဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အတက်ကခရစ်တော်နဲ့အတူဘုရားသခင်ရဲ့လက်တော်ထဲမှာဘုရားသခင်အထဲမှာပွက်ထားလဲရှိတယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့နေ့စဉ်အသက်ရှင်တဲ့အခါမှာကျွန်တော်တို့အသက်ကိုပိုင်တာကျွန်တော်တို့အသက်ကို အုပ်စိုးတာဒီဘုရားသခင်ဖြစ်ပါတယ်။ ဒါကြောင့်တမလွန်အတွက်ယေရှုကိုရမယ်ဆိုရင်ကျွန်တော်တို့တမလွန်အတွက်တေချာစိတ်ချတဲ့ဘဝကိုကျွန်တော်တို့ရှောက်လန်းရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာစီးစဉ်အုပ်ချာကြွယ်ဝချမ်းသာခြင်းအင်မတန်မှအရေးကြီးပါတယ်လို့လည်းလို့အပ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာပေါ်မှာကျွန်တော်တို့စိတ်နှလုံးဆွေးလန်းပြီးတော့ဒီစီးစဉ်အုပ်စာတွေကကိုယ့်ရဲ့ဖျားဒီစီးစဉ်အုပ်စာတွေကကိုယ့်ရဲ့ အခုရဲ့အရှင်တခင်အဖြစ်မဖြစ်သွားဖို့အမှန်တမ်းအရေးကြီးပါတယ်ဒီစီစဉ်ဥစ္စာတွေကိုပေးနိုင်တာဘုရားဖြစ်ပါတယ်ဒီဥစ္စာတွေကိုပေးနိုင်တာလည်းဘုရားတခင်ဖြစ်ပါတယ်ဒါကြောင့်အရာအလုံးဘုရားတခင်ပိုင်တတာပဲဖြစ်ပါတယ်တကယ်တမ်းပိုင်တဲ့အတူကတော့ဘုရားတခင်ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကထိမ့်သိမ့်ရှောက်ရှောက်ယုံတစ်ခုပဲဖြစ်ပါတယ်လောကမှာနေတဲ့အခါမှာကျွန်တော်တို့ဘလောက်တဲ့ကျွန်တော်တို့ဘိုင်းထဲမှာဘလောက်ပဲပတ်စံရှိရှိကျွန်တော်တို့မိခင်တစ်တာထဲမှာဘလောက်ပဲစီးစင်ဥစ္စာ ဘလောက်ပဲရွှေငုံရည်တနာတွေပေါ်များပါလိမ့်စေတရားတွေအကုန်လုံးကိုကျွန်တော်တို့ကတကယ်တမ်းမူရင်းပိုင်ရှင်ကကျွန်တော်တို့မဟုတ်ပါဘူးတကယ်တမ်းမူရင်းပိုင်ရှင်ကဖရာသခင်ပဲဖြစ်ပါတယ်ဒါဖရာရဲ့အဥ္စာဖြစ်ပါတယ်ဖရာသခင်ကျွန်တော်တို့ကိုပေးလို့ကျွန်တော်တို့ရတာဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်ကျွန်တော်တို့ကဒီစည်းစိမ်အဥ္စာတွေကိုထိမ့်သိမ်းစောင့်ရှောက်တော့တူပဲဖြစ်ပါတယ်ဒါကြောင့်ကိုကအသက်ရှင်တဲ့အခါမှာစည်းစိမ်အဥ္စာကြွေဝတဲ့အခါမှာမဝကြွားပါနဲ့မမောက်ပါပါနဲ့တကယ်တမ်းဒီစည်းစိမ်အဥ္စာတွေကို ပိုင်တာတဲ့သူက အရှင်သခင်အစ်စ်ကဘုရားသခင်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စီးစိန်နိုင်အတက်မတီးဘူး။တင်းရဲ့စီးစိန်ဥစ္စာကတင်းရဲ့ရွှေငွေယတနာကတင်းရဲ့အတက်ကိုမကင်းနိုင်ဘူး။တင်းရဲ့ဘာနဲ့မှဘလောက်ပဲပတ်စံရှိရှိတင်းကျမ်းမာရေးတစ်ခုခုချွတ်ရင်းလာပြီးတော့တင်းရဲ့အခြေအနေမကောင်းတော့တဲ့အခါမှာအဲ့ဒီအရာကတင်းကိုကျမ်းမာအောင်လည်းမလုပ်ပေးနိုင်ဘူး။ဒါကြောင့်အသက်ရှင်တဲ့ချိန်မှာမြေကြီးအရာကိုမဆွဲလန်းမင်းနဲ့မြေကြီးအရာဖြစ်တဲ့ရွှေငွေယတနာ မြေကြီးအရာပြည့်တဲ့ငွေကြီးစီးစင်ဥစ္စာကြွေကြွေးဝါမှုအောင်မြင်မှုဒါဒီအရာဒီအရာတွေနဲ့ပဲကျွန်တော်တို့အချင်းကိုမခံမင်းနဲ့အထက်အရာကိုဒါဆွဲလန်းပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်အထက်အရာကိုဆွဲလန်းတော်သူကကျွန်တော်တို့ရဲ့အသက်ကိုဖျားခင်လက်တော်ထဲမှာရှိတယ်ဆိုတော့ကိုတမချန်းစာကအာမခံချက်ပေးထားပါတယ်ဒါကြောင့်မိတ်ဆွေတို့အားလုံးကိုကျွန်တော်နေနဲ့အားပေးချင်ပါတယ်လောကမှာနေတာနေရခါမှာငွေကြီးဆိုတာလိုအပ်ပါတယ်စီးစင်ဥစ္စာဆိုတာလိုအပ်ပါတယ် ဒါမှတရားတွေအကုန်လုံးကိုပေးနိုင်တာဘုရားသခင် ဖြစ်ပါတယ်။တင်ပေါ်ရဲမှာလိုအပ်တဲ့အရာအလုံးကိုဘုရားသခင်ကပေးမှာဖြစ်ပါတယ်။ဒီရပေါ်မှာကျွန်တော်တို့စိတ်နှလုံးကဒီစည်းစိမ်ဥစ္စာတွေကိုပဲဆွဲလန်းတက်မှတ်တဲ့စိတ်တဘောမရှိဘဲနဲ့အထက်အရာတို့ကိုပဲစိတ်ဆွဲလန်းပြီးတော့နေ့စဉ်နဲ့အသက်ရှင်တဲ့အခါမှာဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ကျွန်တော်နေနဲ့ဒီနှုတ်ကပတ်တော်နဲ့အားပေးခြင်းနဲ့တယောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။